ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့ကစေကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလာဝကရုံးမှာကြီးပါတွေကမှတ်ပုံနဲ့လာလို့တဲ့သူတွေကိုပြူစောတိရွာတွေကမဟုတ်ရင်လုံမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပခုတ်ကူခရိုင်ထဲမှာပါတယ်ပေါ့နဲ့ညာညွန့်တွေကပြည်သူတွေဟာ၎င်းရဲ့မြို့တွေမှာလာဝကရုံးတွေကပိတ်ထားတဲ့အတွက်ပခုတ်ကူမြို့ကခရိုင်လာဝကရုံးမှာမှတ်ပုံတင်သွားလို့ရတယ်လို့ပြောပါတယ်။ဒါပေမဲ့ ပြူစောတိယွာတွေကမဟုတ်ရင်မတ်ပုံတဲ့လုံမပေးတာတွေကိုကြုံနေရတယ်လို့ဒေသခံတွေကပြန်လည်ပြောပြထားပါတယ်။ဘဲရွာကလည်းလို့မေးတယ်။ပြူစောတိယွာတွေကမဟုတ်ရင်လုံးဝလုံမပေးဘူးလို့ပေါင်းမြုံတွေကခြေရွာတေရွာကမတ်ပုံတဲ့သွားလောက်ခဲ့တဲ့လူငယ်တအုပ်ကပြန်လည်ပြောပြထားပါတယ်။ဒါအပြင်ရေစကြုံနဲ့စိတ်ဖြူမြို့တွေတွေမှာလည်းရုံးတွေဖွင့်ထားပေမယ်။တော်လန်ကြီးအားကောင်းတဲ့ယွာတွေကဆိုရင်လုံမပေးတာနဲ့ ငွေသိန်းချီတောင်းတာနဲ့ကြုံနေရတယ်လို့ဒေသခံတွေကပြောပြထားပါတယ်ဒေသခံတွေဟာအလုတ်ကိစ္စအရနယ်ဝေးကိုသွားခြင်းရင်မှတ်ပုံတွေမပါရင်စစ်ခွေးဂိတ်တွေကချင်းချောင်းဝင်ညစ်တာတွေအလုတ်ရဖို့ခက်ခဲတာတွေဖြစ်လေရှိတဲ့အတွက်မှတ်ပုံတင်ကိုရအောင်စ조사ပန်းစားလုပ်နေရကြောင်းဒေသခံတွေကပြောပြထားပါတယ်အာနာသိန်းနဲ့ကာလာအတွင်းမှာဝင်ငွေကောင်းနေတဲ့သရောင်းစားဌာနတွေထဲမှာလောက်ဝကရုံးနေလေပါဝင်နေပြီးတော့မှတ်ပုံတွေတခုရဖို့ကိုငွေချက်သိမ်းချီပြီးတော့တောင်းယူနေကြကြောင်းတရင်ရရှိပါတယ်ခမောင်